မင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးမှာတော့ DVB ရုပ်မြင်သံကြားအစီအစဉ်လေးထဲက i citizen journalist ပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်ဒီသတင်းတော့တော့ဗိုလ်ချုပ်နှစ်တရာပြည်ကိုဂုံပြူကြိုဆိုသောအဖြစ်တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့ကနေပြီးတော့နတ်မောင်မြို့သို့လမ်းလျှောက်လာတဲ့ကိုအောင်သူဟာမကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့ကိုရောက်ရှိလာတဲ့သတင်းရုပ်သံလေးပါခင်ဗျာ ကျတော့လက်ရှာလေးရေးချရတော့ကျွန်တော်တို့ဘူချုံနေတည့်ရပြီထိမ့်ပါပဲအဲကျိုးစုကိုတော့အပြည့်ကိုကိုတော့ဒီရေးချက်လက်ရှာပြန်လာဒီရှာတာကျွန်တော်စီခဲမှာမဲ့ချင်ရှာတာလေးစီခဲကွဲတော့ကျွန်တော်တို့ညမနိုင်ငံမှာချစ်ပါဆိုတော့အဲ့ဒီနောက်လာမကြည့်ရကျွန်တော်တို့ခေါင်း190ကျော်မှာပြီတော့မှလေအဲဆယ်ပြီ ဲ့တော့အဲ့ဒီချိန်မှာပဲကျွန်တော်တို့စင်ကာပူရေယိုဖြစ်အောင်တော့လမ်းရှောင်မဲ့လောက်ပြီးအဲ့မှာနှစ်ချိန်ကျွန်တော်ရှောင်လိုက်တာဘယ်နှစ်ပြီးတော့ကတစ်ချိန်ဒုတိယချိန်ကြာလာတော့ဟောကောင်းမန္တလေးနေပြီးတော့အဲ့ဒါတစ်ချိန်ဒုတတိယချိန်ကတော့ကျွန်တော်တို့ကိုချိုမင်းတရထိတ်မှန်ဒါတစ်ချိန်တော့ချိန်ပဲပါတီဝင်ဘောကကျွန်တော်ရပ်ပါရပ်ပါနေနဲ့ရှောင်လိုက် ပြည်သူလူထုပေါ့ဗျာပြည်သူလူထုနေရချက်ပါအဲတို့ရတဲ့ခါလေးခါလဲလဲမေးတယ်ကျွန်တော်အဲပါတီဝင်လာပါ냐တို့တဲသားတွေရှိတော့အဲ့ဒီတော့လဲမေးတာမေးတယ်ဆိုတော့ကျွန်တော်တို့တော့ပြောတယ်ပြားပဲဆိုတော့အဲပြည်သူလူထုတရားနေတဲ့ရှာပါဘာမျိုးပေါ်ချိုးပုတ်ပူချင်တာအမဒါတော့နေတရမှာတခါလေးကျုပ်လာတာနောက်တစ်ကြိမ်လို့တော့ကျွန်တော်တို့မရှိပါဘူး အခုတင်ဆက်ပေးမယ့်သတင်းတော်တော့ February လ3ရက်တဘိုးတွဲလာပြီးနေ့တွင် ပြည်မြို့ရွှေစံတော်ဇေဒီတော်မြတ်ကြီးတွင်အစင်လာမပြတ်ပြုလုပ်နေတဲ့ညံရိုးပူဇော်ပွဲကိုစီကားတိုက်မိတ်စွာကျင်းပခဲ့တဲ့သတင်းရုပ်သံပါခင်ဗျာ။

ဲ့လေအဲ့ဒါကြောင့်ညာကိုညာရုံးတဲ့ပူတော်ပြီးတော့မိလုံတယ်လို့ပြောတာနော်လက်ဆိုပြန်မိလုံတယ်လို့လည်းရတာစာရဲအောင်ရှိဘူးပေါ့အဲ့ဒါချမ်းတယ်ညာကိုညာရုံးတဲ့ပူတော်တယ်မိပူတော်တာလည်းတခါလက်ဆိုပြန်မိလုံလို့ပြောတယ်ဘောပဲအဲ့တော့ညာရုံးကတော့ညာလောကတော်တွေကညာကောင်းအောင်လုပ်ရဲ့ပြည့်တဲ့ပုံစံတွေကပါတဲ့ပြည့်တော်တွေကလည်းဖြစ်မှာပေါ့နော်အဲ့လိုလေးဖြစ် မလဲဘုရားကတော့ဒီဘောပြလာပြီလေဟုတ်လားအသာတော်ကတက်လာဘုရားရှင်ကပါလေ တင်ဆက်ပေးမယ့်သတင်းကတော့စစ်တမ်းမှတရားစွဲထုတ်ထားတဲ့တာပေါင်းမျိုးနဲ့ဂုံမင်းအုပ်စုအုံမင်းအုပ်စုကြေးရွာတွေမှာလက်သမား၁၀ဦးကိုတာပေါင်းမျိုးနဲ့တရားရုံးကထောင်ဒဏ်ချမှတ်ခဲ့တာရောက်မိသားစုဝင်တွေကပသိမ်မျိုးမှာရှိတဲ့88ငိမ့်ချင်းရင်းနဲ့ပွင့်လင်းလူပွဲစီရုံးမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့သတင်းရုပ်သံပါခင်ဗျာဘုရားရှင်ဘာဝဲလှုပ်ရှားတဲ့လေတွေကိုလက်ကြီး၆တက်က အခုလယ်သမားတွေကိုတရားစွဲဆိုတယ်စွဲဆိုပြီးတော့ရုံးချင်းနဲ့ချင်းချင်းသွားခိုင်းရတယ်90တောင်ကျော်တယ်သွားရတာလေသွားပြီးတော့အခုတခါထောင်တခါတဲ့လယ်သမားတွေကို10ခုကိုတန်းချတယ်တန်းချပြီးတော့လယ်သမားတွေကလည်းအခုနောက်ကကြံရခဲ့တဲ့မိသားစုတွေကလည်းဘာလို့လို့လို့အမမီစားဝင်နေရသေးလဲအခုဒုက္ခတွေဖြစ်နေတယ်။ចောင်းသားတွေလည်းចောင်းတွေတက်ဖို့သားသမီးတွေလည်းចောင်းတက်ဖို့ចောင်းတွေမတက်တတ်ဘူးအခုဟိုဟာလူတို့တမ်းဖို့တည်းလဲဘုံကြီးတွေရေခမ်းဟာတည်းလဲဘယ်လိုလုပ်လို့လူကမှမသိဘူးစားဝင်နေလည်းတိတ်မပြေလည်းចောင်း မတို့တရားစွဲတာကတော့ဟိုဟာဘာလဲလေကျင်း6ရွှေမြင်းနေတက်ကဘောနော်လေသမားတွေဟိုမှာတရားစွဲတယ်တရားစွဲပြီးတော့အခုတရားရုံးသွားတာလဲ90နဲ့တစ်ခုတစ်ခေါက်စီသွားပြီစီသွားတဲ့အပြင်အခုလေသမားတွေဟိုတို့ထောင်ထဲကိုချတယ်ချတဲ့နောက်မှာမတို့မှာသားသမီးတွေနဲ့ကျန်ခဲ့ရတယ်အခုလေတွေကလည်းရိတ်သိမ်းမဲ့အခါကြောက်နေပြီးရေတင်းဖို့တက်စားတက်ဖို့ကဘလို့မှမလုပ်တဲ့တဲ့တွေ့မတဲ့ဒုက္ခကြီးရောက်နေပါလေ ဘာကြောင့်ပြဆွဲဆိုထားလဲဆိုတော့တို့အခုလေယာတွေကဒိုးတွေပက်ထားတော့လေသမားတွေပက်ထားထွန်ထားတဲ့ဟာတွေလေသမား၁၀ရက်၁၀ရက်ကပက်ထားတဲ့ဟာတွေကိုတို့ကတို့ဟာတို့ပက်ထားတဲ့ဟာကိုကျူးကျော်ဝင်ရဝင်လုပ်တယ်ဆိုတော့တရားဆွဲထားတာပါအမရဲ့နာမည်နဲ့ကြေးရွာနာမည်ဒီသိတာအမနာမည်ကနော်ဒီသူပါကြေးရွာနာမည်ကတာပေါင်းညွန်နဲ့ဘုံကြီးကြေးရွာဘုံကြီးအုပ်စုအုံးကြီးကြေးရွာမှာနည်းလေသမားကြီးနဲ့မိဘဆောင်ရပြီးနေတဲ့ခြေရင်းပြီးတော့လိလသုံးသပ်ပြီးပြောရမယ်ဆိုရင်အန္တာရီကတော့၄ကြီး၆ပါ လေရှည်တောင်းချွေမြေတရားတွေပြီးတော့လေသမားတွေကိုအရာမီစတင်လုပ်တဲ့အချိန်ကစပြီးတော့ပြီးဆုံးတဲ့ဒီရေသေးနဲ့ဒီသူတို့တွေပြီးတော့တရားဆွတ်ဆွတ်သွားတယ်အဲအပေါ်မှာမူတည်ပြီးတော့သူတို့စတင်ပြီးတော့လေလုံငန်းလုပ်တဲ့အချိန်မှာအစဘာပတဲ့ဆိုလဲတမှုရေသေးနဲ့ဆိုလဲတမှုကစားပတဲ့ဆိုလဲတမှုပေါ့ခေးထူကြီးလုပ်တဲ့ဆိုလဲတမှုတရားဆွတ်ဆွတ်သွားတာလေသမားတွေကိုတရားဆွတ်ဆွတ်ခံရတဲ့ပတ်သက်ပြီးတော့အခုအချိန်ဒီမှာတော့ကျွန်တော်တို့ကနေပြီးတော့အမိတ်ချလိုက်တယ်ပေါ့လေသမား၁၀ဦးပေါ့ဒီလိုရဲ့ တကြံနေတက်ပြီးတော့ယောအောင်နောက်ဆုံးအပြည့်ပြည့်လုံအောင်စိတ်မြတရားရုံးနေကိုဆက်လက်ပြီးပြန်တက်သွားမယ်ခုတင်ဆက်ခဲ့တာတော့ DVB ရုပ်မြင်သံကြားအစီအစဉ်တွေထဲက I Citizen Journalist ပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်အတွက်မိမိတို့ရည်ရည်သားမှာဖြစ်ပေါ်နေတဲ့သတင်းအချက်အလက်တွေအများနဲ့သက်ဆိုင်တဲ့သတင်းတွေဗီဒီယိုတွေဓာတ်ပုံတွေကိုပေးပို့နိုင်ပါတယ်ခင်ဗျာကျွန်တော်တော့ဇော်မိုးပဲ